လောကမှာတောက်ထဲနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောရမှာတော်တော်လူတွေဘာလို့တောက်ထဲမနေနိုင်ကြသလဲဆိုရင်စိုးရင်တော့ကရှိလို့တောက်ထဲမနေနိုင်ဘူးမြမြတွေးတယ်တောက်ထဲနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုရင်အတွေးပဲဒါကြောင့်တောက်ထဲမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာ တယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပြီမဲ့လို့ကြောချင်းပြေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော်မိသားစုတဲမှာကိုရှင် ယနေ့ချင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာတွေရှိကြတယ်ဘလူအတွင်းနဲ့ဘလူနေကြသလဲတော့မသိဘူးနော်တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူးနေတော့တော့နှစ်ယောက်အစမီပြေတဲ့ဘဝမှာနှစ်ယောက်နေတာကြတော့ဟို ငြင်းချမ်းမှုကတခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာတော့မရှိဘူးနှစ်ယောက်ဆိုရင်တခါမဟုတ်တခါစကားများကြတယ်ရှံဖြစ်ကြတယ်ပေါ့နိုင်ငံညာလူတွေလည်းဒီတိုင်းပဲမထူးပမာရီပုရဘာသာတွေမှမဟုတ်ဘူးနိုင်ငံညာလူတွေလည်းတယောက်တည်းနေခြင်းလိမိအလုံးလို့ဩတာ သူတယောက်တည်းနေမယ်လိမိအလုံးဆိုပြီးတော့တယောက်တည်းနေပြန်တော့လေလုံးလီဖြစ်တယ်ကြောက်ပြန်တယ်နော်လုံးလီဖြစ်လာတော့ဘာဖြစ်တော့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာပြန်တယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လာလို့ဆိုမတဲ့ပြန်နေ့ရက်သုံးရက်လောက်ပဲဆင်ပြေးတယ်နောက်ရက်ကျဆင်ပြေးလူတဘာဝကတွေးစားရအခက်ကြီးပဲ တော့လူတွေဟာတယောက်တည်းမနေဝန်းလည်းဒီစိတ်ပဲနှစ်ယောက်မတဲ့တာလည်းဒီစိတ်ပဲအဲ့လိုနေထိုင်ရတဲ့လောကကြီးမှာယသဗျာလက်ထက်တုန်းကယသဗျာတော့တရားထဲနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက် နေလို့တဦးနဲ့တဦးနဲ့အဆင်ပြေလို့ဆုံးမဩဝါဒတွေရလို့အကူအညီရလို့ဆိုရင်နှစ်ယောက်နေတာအဆင်ပြေတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဆိုတော့တယောက်တည်းပဲနေတာကောင်းတယ်လို့တခါတော့ကမြတ်စွာဘုရားကတယောက်တည်းနေရခြင်းရဲ့အကျိုးကျေးဇူးကိုဖော်ပြတဲ့အခါမှာ ရှေ့မျောကြည့်လိုက်တယောက်မှမရှိ နောက်လည်းကြည့်တယောက်မှမရှိလမ်းမှာခရီးသွားတဲ့အခါမှာဟန်ကြလို့တဲ့ထိုင်ရင်တဲ့နေရာထိုင်လို့ရတယ်ထိုင်ရင်တဲ့နေရာလည်းထိုင်လို့ရတယ်ထိုင်ခြင်းသလိုလည်းထိုင်လို့ရတယ်ကိုမြင်မဲ့လူတယောက်မှမရှိဘူးလို့ဆိုလို့လွတ်လပ်မှုရဲ့အရာတာကိုဖော်ပြတာတယောက်တည်းနေလို့ရှိရင်ဘယ်သူနဲ့စကားများအောင်မလို့ဘယ်သူနဲ့မှမများစရာမရှိတော့ ကိုကိုတယောက်တည်းအေးချမ်းနေစတယောက်တည်းနေရတဲ့အရသာကိုမြတ်စွာဘုရားရဲ့တပည့်တွေကပထမဆုံးတာဝကကြီးရှင်ကွန်တေညဆိုတယောက်တည်းနေသွားတာဟောတပည့်စရာဟောတော့ကတော့ပိစဝကီ၅ပါးအတုနေကြတာပေါ့နောက်ပိုင်းရောက်တဲ့အခါမှာ ရှင်ကုန်ညတယောက်တည်းနေတာဘယ်သူနဲ့မှ မတွေ့ရတဲ့နေရာသွားနေတယ်ဘယ်သွားနေတုန်းဆိုရင်ဟိမန္တတောင်ကြီးကတောင်နန်းထဲမှာဆရတ္တဆိုတဲ့ရေရေအိုင်ကြီးရှိတယ်အဲ့ဒီဆရတ္တရေအိုင်ကြီးနားမှာကမ္ဘာကြောင်းလေးနဲ့နေတယ်တပါးတယ်